အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုပြောပြပြီးတော့မှာကထိုင်းကနေ OneXpert account ကိုဘယ်လိုဖွင့်ရမလဲငွေတွင်းငွေထုတ်နည်းကိုဘယ်လိုလုပ်ရမလဲဆိုတာဒီဗီဒီယိုလေးမှာရှင်းပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ account ဖွင့်ဖို့အတွက်အရင်ဦးဆုံး OneXpert application ထဲကိုဝင်ပေးပါခင်ဗျာ account ဖွင့်မှာဖြစ်လို့အပေါ်ဆုံးမှာရှိတဲ့အစိမ်းရောက် registration လေးကိုနှိပ်ပေးပါဒီနေရာမှာတော့ အင်ဝမ်ကလစ်ကိုရွေးပေးပါခင်ဗျာ။ထိုင်းကအကောင့်ဖွင့်မှာဖြစ်တဲ့အတွက် country ကထိုင်းလန်ဖြစ်ရပါမယ်။ currency ကတော့ထိုင်းဘတ်ဖြစ်ရပါမယ်။ဒီနေရာမှာ promo code ဆိုတဲ့နေရာလေးမှာ SM47 ကိုမှန်ကန်စွာဖြည့်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာ။ promo code SM47 ကိုမှန်ကန်စွာဖြည့်ပြီးသွားရင်တော့အောက်မှာရှိတဲ့လေးတောင်းကွက်လေးကိုနှိပ်ပေးပါအမှန်ချစ်လေးပြသွားရင်ရပါပြီပြီးသွားရင်တော့ကျွန်တော် အောက်ဆုံးမှာရှိတဲ့အစင်ရောက် register လေးကိုနှိပ်ပေးပါဒီမှာထပ်ပေါ်လာတဲ့၄တောင်းကွက်လေးကိုကျွန်တော်ထပ်နှိပ်ပြပါခင်ဗျာ။ ဒီစစ်မှာတော့ရွေးခိုင်းတာကိုမန်အောင်ရွေးပေးလိုက်ရင်ကြပါပြီခင်ဗျာဒီမှာတော့ကားကိုရွေးခိုင်းပါတယ်အားလုံးကုန်အောင်ရွေးပြီးသွားရင်တော့ကျွန်တော်အောက်မှာရှိတဲ့ verify link ကိုနှိပ်ပေးလိုက်ပါအမှန်ချစ်လေးပြတော့ရင် အကောင်းဖွင့်တာအောင်မြင်တော့ပါပြီခင်ဗျာဒီနေရာမှာတော့အရေးကြီးပါတယ်ကျွန်တော်ဒီမှာရလာတဲ့ username နဲ့ password ကို screen shot ရိုက်ပြီးတော့တင်ထားဖို့လိုအပ်ပါတယ်ခင်ဗျာကျွန်တော်တို့ကအကောင့်ထွက်သွားလို့ရှိရင်ဒီ ID နဲ့ password username နဲ့ password ကိုအသုံးပြုပြီးတော့ပြန်ဝင်ရမှာဖြစ်တဲ့အတွက်အရန်ကိုအရေးကြီးပါတယ်ခင်ဗျာ username နဲ့ password ကို screen shot ရိုက်ပြီးတင်ထားပြီးရင်ကျွန်တော်တို့အောက်မှာရှိတဲ့အစိမ်းအောင် next လေးကိုနှိပ်ပြီးပါ ါဆိုရင်ထိုင်းကနေ one is back account ဖွင့်လို့ပြီးပါခင်ဗျာကျွန်တော်တို့ငွေတွင်းလေးကိုဆက်ပြီးကြည့်အောင်အောက်ဆုံးမှာရှိတဲ့မီနူလေးကိုနှိပ်ပေးပါကျွန်တော်တို့ကငွေတွင်းမှာဖြစ်တဲ့အတွက်အပေါင်းလက္ခဏာလေးနဲ့အစိမ်းအောင် deposit လေးကိုနှိပ်ပေးပါဒီလိုမျိုးပေါ်လာပါလိမ့်မယ်ခင်ဗျာကျွန်တော်တို့ time bank နဲ့ငွေတွင်းမှာဖြစ်တဲ့အတွက်ကြောင့်အောက်မှာ time bank ကို ရွေးပေးပါ ငွေသွင်းမဲ့ပမာဏကိုထည့်ပေးပါပြန် confirm ကိုနှိပ်လိုက်ပါကျွန်တော်ကဒီမှာနမူနာပုံစံဖြည့်ပြပေးသွားမှာဖြစ်ပါတယ်အပေါ်ဆုံးက bank account holder name ဆိုတဲ့နေရာမှာမိတ်ဆွေရဲ့ bank account နံပါတ်ကိုထည့်ပေးရပါမယ်ကျွန်တော်ကနမူနာဖြည့်ပြပေးပါမယ် band name ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ time band name ကိုထည့်ပေးရပါမယ်။ k band bangkok band search အစတဖြစ်ပေါ့နော်။ band name ထည့်ပေးရပါမယ်။ကျွန်တော်ကဒီမှာ k band ကိုနမူနာထည့်ပြပေးပါမယ်။ kasikon band မှာဘဏ်အကောင့်နံပါတ်ဆိုတဲ့နေရာမှာမိတ်ဆွေတွေရဲ့ဘဏ်အကောင့်နံပါတ်ကိုထည့်ပေးပါ ဘဏ်အကောင့်နံပါတ်ကိုအမှန်အမှန်ကန်စွာထည့်ပေးဖို့အရေးကြီးပါတယ်ခင်ဗျာကျွန်တော်ကတော့နမူနာဖြည့်ပြမှာပါဒီဘဏ်အကောင့်နံမဲဘဏ်နံမဲဘဏ်အကောင့်နံပါတ်ဒီ၃ချက်ကိုထည့်ပြီးတော့အပေါ်မှာအသစ်ဖြစ်နေတဲ့ဘဏ်အကောင့်နံပါတ်ဆိုတာရှိပါတယ်အဲ့ဒီဘဏ်အကောင့်နံပါတ်ကို copy ယူပြီးတော့မိတ်ဆွေတို့ဘဏ်ထဲမှာငွေတွားလွှဲပါငွေလွှဲပြီးတော့လို့ရှိရင်အောက်မှာအစင်အောင် confirm လေးကိုနှိပ်လိုက်ပါဒါဆိုရင် ်ငွေတွန်းတာအောင်မြင်တော့မှာဖြစ်ပါတယ်15မိနစ်အတွင်းငွေမဝင်လို့ရှိရင် customer support မှာတွားပြီးတော့ဖြေရှင်းလို့ရပါတယ်ခင်ဗျာကျွန်တော်ဒါကိုဗီဒီယိုအဆုံးမှာတင်ပြီးတော့ပါမယ် customer support မှာငွေတွန်းလို့မဝင်မဝင်တဲ့အကြောင်းငွေထုတ်လို့မရောက်မရောက်တဲ့အကြောင်းငွေထုတ်ဖို့ကိုယ်ရည်အချက်လက်ဖြည့်နေတီးချင်တီးချင်တဲ့အကြောင်းကိုမြန်မာလိုမေးမြန်းလို့ရပါတယ်ဒါကိုဗီဒီယိုအဆုံးမှာကြည့်ပြီးပါခင်ဗျာကျွန်တော်တို့ငွေတွင်းနေပြီးငွေထုတ်နေကိုကြည့်အောင် အောင်ဆောင်ကမီနူးလေးကိုနှိပ်ပေးပါအပေါ်မှာအနီဆက်ဖြစ်နေတဲ့အစိမ်းအနီအောင်ဆက်တင်လေးကိုနှိပ်ပေးပါငွေထုံးမှာဖြစ်တဲ့အတွက် withdraw ကိုနှိပ်ပါကျွန်တော်တို့ကငွေထုတ်ရင်တည်ထားမှာကကိုယ်ရေးချက်လက် personal profile ဖြည့်ထားလို့ဖြည့်ထားဖို့လိုအပ်ပါတယ်ကျွန်တော်တို့ဒါကို ်ဖြည့်နေကိုမသိရင်လည်း customer support မှာတော့ရောက်တောင်းယူလို့ရပါတယ်ခင်ဗျာကျွန်တော်ပြီးရင်ပြပေးပါမယ်လောလောဆယ်ငွေထုံးနေကိုကြည့်ပါမယ်ငွေထုံးမှာဖြစ်တဲ့အတွက် time bank ကိုယူလိုက်ပါအပေါ်တော့မှငွေထုံးမဲ့ပမာဏကိုထည့်ပြီးပါပြီးရင် your bank account number ဆိုတဲ့မှာမိတ်ဆွေတွေ bank account number ကိုထည့်ပြီးပါကျွန်တော်ကတော့နမူနာဖြည့်ပြမှာဖြစ်ပါတယ် ဘန်အကောင့်နံပါတ်ကိုတော့မန်အောင်ထည့်ပေးဖို့အရေးကြီးပါတယ်ခင်ဗျာဘန်အကောင့်နံပါတ်ကိုထည့်ပြီးအောက်မှာ your bank account holder name ဆိုတဲ့နေရာမှာမိတ်ဆွေတွေဘန်အကောင့်နံပါတ်ကိုထည့်ပေးပါဒါကနမူနာပုံစံဖြည့်ပြပါမယ်ဘန်အကောင့်နံပါတ်ကိုထည့်ပြီးတော့အောက်မှာ your bank name ကိုထည့်ပေးပါကျွန်တော်ခေဘန်းဆိုပြီးနမူနာထည့်ရတော့ပါမယ် ငွေထုတ်ပမာဏရဲ့ဘန်အကောင့်နံပါတ်ရဲ့ဘန်အမည်ရဲ့ဘန်အကောင့်ကင်ဆောင်တဲ့အမည်ရဲ့ကျွန်တော်တို့ဟိုဘန်နာမည်ရဲ့ပေါ့နော်ဒီဟာအကုန်လုံးထည့်ပြီးတော့အမှောင် confirm ကိုနှိမ့်လိုက်ရင်ရပါပြီခင်ဗျာအကယ်လို့ထုတ်ပြီးတော့နိုင်ဝက်အတွင်းမဝင်လို့ဆိုရင်ခဏလိုပဲ customer support မှာတွားပြီးတော့ဖြည့်ရှင်းလို့ရပါတယ်ခင်ဗျာကျွန်တော်တို့ customer support တွားနေကိုကြည့်လိုက်အောင် ထုံးစံတိုင်းပဲအောက်ကမီနူးကိုနဲ့လိုက်ပါပြီးရင်အောက်ဆုံးရဲ့အပေါ်လေးမှာ customer support ဆိုတာရှိပါတယ်ဒီမှာတော့အပေါ်ဆုံးကချက်ကိုယူလိုက်ပါဒီညမှာအနေငယ်စောင့်ပေးပါခင်ဗျာဒီလိုလေးပေါ်လာရင်မြန်မာ please လို့အရင်ပို့ပါ မြန်မာ please လို့ပို့ပြီးအပေါ်မှာ call operator လေးပေါ်လာပါမယ်။အဲဒီ call operator လေးကိုနှိပ်လိုက်ပါ။နှိပ်ပြီးတော့ရင်ကျွန်တော်ကမြန်မာ please လို့ထပ်ပို့ပါ။ဒါဆိုရင်မြန်မာ customer service ကလာရောက်ပြီးတော့ဖြေချပြလို့ရှင်မိတ်ဆွေတို့မြန်မာလို့ဖြေရှင်းလို့ရပါပြီ။အဲမိတ်ဆွေကထိုင်းကနေကစားနေတာပါ။အာငွေထုတ်တာငွေတွင်းတာမဝင်လို့ပေါ့နော်။အဲ့ဒါစစ်ပေးပါ။ဒါမို့ရင်ငွေတွင်းတာငွေငွေထုတ်တာမရောက်လို့စစ်ပေးပါ။ဒါမို့ရင်ငွေထုတ်ဖို့ကိုယ့်ရဲ့ challenge ဖြစ်နေ တည်ကျင်လို့ပါစားရှိတဖြစ်ပေါ့နော်မြန်မာလိုမေးမြန်းလို့ရပါတယ်။လောင်နေအစမေးမြန်းလို့ရပါတယ်။အဲမြန်မာ customer service ကဖြည့်ရှင်းပေးတော့ပါမယ်ခင်ဗျာ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။